စစ်ကောင်စီလေးတက်အတွက်အိမ်မက်ဆိုးတွေစပြီလားလေချောင်းအာတာမှုကိုတုံးပြီးတော့နိုင်ငံတော်မှာနေ့တိုင်းဘုံပတ်ကျဲပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီအတွက်မေလ20ရက်နေ့ကကန်ဆိုးတဲ့နေ့ဖြစ်ခဲ့ပါတယ်ကချင်ပြည်နယ်ဗမော်မြို့တိုင်းတပ်ပွဲကိုစစ်ကူနဲ့လက်နက်ခဲယံရိတ်ခါသွားပို့တဲ့ရဟယံ3စီးကို KRA နဲ့ပူးပေါင်းတပ်တွေကမေလတတိယပတ်မှာတံပြန်တိုက်ခိုက်တာကြောင့်နှစ်စီးထိမှန်ပျက်စီးခဲ့ပါတယ်စစ်စင်ရေးတစ်ခုထဲမှာရပ်ပိုင်းအတွင်းရဟယံ2စီးဆုံးရှုံးလိုက်ရတာက စစ်တပ်ရဲ့လေကြောင်းစစ်စင်ရေးအတွက်တော့အာဏာသိမ်းပြီးနောက်ပိုင်းမှာ အထိအနာဆုံးဖြစ်ရပါပဲဒေါ်လာရဲ့အဖွဲ့ရင်းနဲ့ပြည်သူတွေအတွက်တော့စစ်အုပ်စုကကိုပြည်သူတွေကိုပါနေဆင်ဘုံပတ်ကျဲနေတာတွေအတွက်တံပြန်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်အထူးသဖြင့်မေလ12ရက်နေ့မှာစကိုင်းတိုင်းတပရင်းမြို့နယ်အိုးဒိန်တွင်းရွာကစာတင်ကြောင်ဘုံကျဲခံရလို့ကျောင်းသားကျောင်းသူနဲ့ဆရာမစုစုပေါင်း24ဦးသေဆုံးရတဲ့ဖြစ်ရပ်ဆိုအပြီး၈ရက်အကြာမှာစစ်တပ်ရဟတ်ရင်တွေကိုပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ် အခုလိုပြည်သူတွေကိုနေစယ်လေးချောင်းပုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ရဲ့ရဟယံတွေကိုပြစ်ချနိုင်ခဲ့တဲ့အတွက်ပြည်သူတွေကလည်းအားရကျေနပ်နေကြပါတယ်။တနည်းအားဖြင့်တော့ဒီအချိန်တွေကစစ်ကောင်စီအပေါ်လူထုရဲ့သဘောထားကိုလည်းထင်ဟပ်စေခဲ့ပါတယ်။စစ်တပ်ကတော့အိုးဒိန်တွင်းရွာကိုဘုံမကျဲပါဘူးလို့စွန့်ညင်းတယ်လို့ဗမော်မာလေးရင်ပြတ်ကြတာကလည်းဆက်ချွရင်းတာလို့တိုင်းပြည်ပြည်သူထပ်ပြီးလိမ့်လေထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့တိုက်လေရင်နဲ့ရဟတ်ရင်တွေကိုပြစ်ချဖျက်ဆီးနိုင်တာဟာဒါပထမဆုံးကြိမ်တော့မဟုတ်ပါဘူးအထူးကြပြောရမယ်ဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေကစစ်တပ်ရဟတ်ရင်နဲ့တိုက်လေရင်တွေကိုပြစ်ချဖျက်ဆီးနိုင်တာအ ਨੇ စုံ၁၀စီးရှိပြီဖြစ်ပါတယ်ဒီအပေါ် CDM တက်အရာရှိကိုနောင်ရိုးကအခုလောက်ထိပြစ်ချနိုင်တာကစစ်ကောင်စီအားထားအသုံးပြုနေတဲ့လေးချောင်းကိုအတိုင်းအတာတစ်ခုထိတုံ့ပြန်နိုင်တယ်တံပြန်ချင်းချောက်နိုင်တဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်စစ်ကောင်စီလေတက်အတွက်လဲတက်ရောက်မှုဖြစ်စေတယ် ဒေါ်လာရဲ့အတွက်တော့အင်မတန်ကောင်းတယ်။ကို့မှာရှိတဲ့အနေထားကနေအခုလိုပြစ်ချနိုင်တယ်ဆိုတာအင်မတန်မှကောင်းမွန်တဲ့အရွေတစ်ခုရလတ်တစ်ခုလို့ပြောလို့ရပါတယ်ဆိုပြီးမှတ်ချက်ပြုပါတယ်။ဒေါ်လာရဲ့တပ်ဖွဲ့တွေကစုစုပေါင်း10စီးထိပြစ်ချနိုင်ခဲ့တဲ့အထက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တွေက၅စီးကိုပြစ်ချဖျက်ဆီးနိုင်ခဲ့တာဟာထူးခြားပါတယ်။ KIA ကစစ်တပ်အာဏာမသိမ်းခင်ကတိုက်ပွဲတွေမှာလည်းစစ်တပ်ရဟတ်ရင်တွေကိုပြစ်ချဖျက်ဆီးခဲ့မှုပါတယ်။ ဒါကြောင့်တော်လိုင်းအဖွဲ့တွေထဲမှာစစ်တပ်လေးချောင်းကိုအန်တရဲအပေးနိုင်ဆုံးအဖွဲ့ဖြစ်ပါတယ်။လက်တလုံးမေလ20ရက်နေ့ကနှစ်ရက်အတွင်းစစ်တပ်ရဟရဲနှစ်စီးကိုပြစ်ချဖျက်ဆီးနိုင်ခဲ့တာကလည်းတော်လိုင်းအဖွဲ့တွေအတွက်ထူးခြားတဲ့တိုးတက်မှုဖြစ်ပါတယ်။ KRA နဲ့ပူးပေါင်းတပ်တွေကမေလ20ရက်နေ့မှာဗမော်မျိုးအမှတ်27စစ်စင်ရေးကိုကယ်မှုဌာနချုပ်စကခ27စီစစ်ကူနဲ့ခဲရန်ရိတ်ခါလာပို့တဲ့ရဟရဲ3စီးကို လက်နက်မျိုးစုံနဲ့ drone သုံးပြီးပြစ်ခတ်တိုက်ခိုက်တာမှာနှစ်စီးထိမှန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတဲကတစည်းကတော့ရွှေကူမြို့အနီးတက်တော်ထဲမှာမီးလောင်ပျက်စီးခဲ့ပါတယ်။တဲယူပို့ဆောင်ရေးရဟယင်ဖြစ်တဲ့ MI 17ပေါ်ပါလာတဲ့စစ်သား16ရောက်လုံးထိ송ခဲ့ပြီးအဲ့ဒီတဲမှာဗျူဟာမှုတအူးအပါဝင်အရာရှိတချို့လည်းပါတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။ကြံတဲ့တစည်းမှာလည်းထိခိုက်ပျက်စီးမှုတွေရှိပြီးရွှေကူမြို့ကိုအရေးပေါ်ဆင်းသက်နေတော့မေလ22ရက်ညနေပိုင်းမှာပဲ KIA နဲ့ပူးပေါင်းတပ်တွေကထပ်ပြီးတော့တွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးက People's Spring ကိုအတည်ပြုပါတယ်။ရွှေကူမြို့ကရဟတ်ရင်ကိုစစ်တပ်ကတန်ချက်ကကားတွေတံပြားက ကားတွေတင့်ကားတွေနဲ့ဝန်းရံထားတဲ့ဂျားကပဲ KIA ကလက်နက်မျိုးစုံနဲ့ drone ကိုအသုံးပြုတိုက်ခိုက်ခဲ့တာလို့သိရတာပါ။ပြီးတော့ KIA က2020ခုနှစ်ကမိုးမောက်မြို့နယ်မှာ MI35 ရဟတ်ရင်တစီ2024 January 3ရက်ကဝိုင်းမော်မြို့နယ်မှာ MI35 ရဟတ်ရင်တစီနဲ့ 2024 January 16ရက်ကကိုခိုင်မြို့နယ်မှာ FTC 2000G တိုက်လျင်တွေကိုပြစ်ချခဲ့ပါတယ်။ဒီတဲကမှကိုခိုင်မြို့နယ်နတ်ဖက်ကမှာတရုတ်နိုင်ငံထုတ်တိုက်လျင် FTC 2000G ကိုပြစ်ချခဲ့တာကထူးခြားပါတယ်။ဒါပေမဲ့ KIA ကဘာလက်နက်နဲ့ပြစ်တယ်ဆိုတာတော့မထုတ်ပြန်ပါဘူး။2024 January 3ရက်နေ့မှာ KIA ကစစ်တပ်ရဲ့တိုက်ခတ်ရေးရဟတ်ယာဉ် MI-35 ပြစ်ချခဲ့တာကိုတော့ရုတ်တံမှတ်တမ်းပါအမိအရရိုက်ထားတာကြောင့် လေရင်ပြက်လက်နဲ့ FN6 ဒါမှမဟုတ် man pass နဲ့ပြစ်ချခဲ့တာလို့သုံးသပ်ရပါတယ်။ဒါကြောင့် KIA မှာလေရင်ပြက်လက်နဲ့ရှိနေပြီလားလို့မိကုံးတွေထွက်ပေါ်လာခဲ့ပါတယ်။ကချင်စစ်ရေးချင်းမြတ်တအူးကတော့ KIA မှာရဟရင်နဲ့လေရင်တွေကိုပြစ်ချနိုင်တဲ့ထိုက်တင်တဲ့လက်နက်တွေရှိပေမဲ့စစ်တပ်ရဟရင်တွေကိုပြစ်ချရင်တရုတ်နိုင်ငံကဖိအားပေးတာလက်နက်ရောကြီးပါဈေးကြီးလွန်းတာနဲ့တခြားအကြောင်းရင်းတွေကြောင့်ထုတ်မပြောသလိုရှိပေမဲ့လည်းမကြာခဏထုတ်မပြစ်ဘူးလို့သုံးသပ်ပြောကြားပါတယ်။ ဒီຫນွေဦးတော်လိုင်းရင်မှာ KRA ပြီးရင်စစ်တပ်ရဟရင်ကိုပြစ်ချနိုင်ခဲ့တာက PDF တွေဖြစ်ပါတယ်။2023 February 3ရက်နေ့ကရွှေပြည်အမျိုးသိမ်းတိုက်ပွဲမှာ PDF တပ်ပေါင်းစုကရဟရင်တစည်းကိုပြစ်ချနိုင်ခဲ့ပါတယ်။ရဟရင်အမျိုးအစားအတိအကျနဲ့ပြစ်ခတ်ခဲ့တဲ့လက်နက်ကိုတော့မသိရပါဘူး။ PDF တွေကိုအထင်သေးပြီးရဟရင်အနိုင်ပြန်တန်းနေတဲ့အချိန်မှာ PDF တွေကပြစ်ချနိုင်ခဲ့တာလို့သုံးသပ်ရပါတယ်။မျိုးသိမ်းတိုက်ပွဲတွေစတဲ့2023နှစ်လပိုင်းကကရင်ပြည်မျိုးသိမ်းမျိုးအနီးမှာ ကလာလာတာလို့ခေါ်တဲ့ KNPLF နဲ့ကရင်နီ တပ်ပေါင်းစုကစစ်တပ်ရဲ့ KHW အပေါ်စားတိုက်လျင်တစည်းကိုပြစ်ချနိုင်ခဲ့ပါတယ်။မဲဆဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေချိန်စစ်စင်ရေးလာတဲ့တိုက်လျင်ကို အနိုင်ပြန်တန်းလာတဲ့အခါမှာလက်နက်မျိုးစုံနဲ့ပြစ်ခတ်ပြစ်ချခဲ့တာလို့ကလာလာတာကပြောပါတယ်။ဒါပေမဲ့ပြစ်ခတ်ခဲ့တဲ့လက်နက်မျိုးစာအတိအကျတော့မသိရပါဘူး။နောက်ထပ်9လကြာမှာကရင်နီတပ်ပေါင်းစုရဲ့တစ်လေးလုံးစစ်စင်ရေးအတွင် KNDF နဲ့ KA တို့ကလည်း စစ်တပ်ရဲ့ KHW အပေါ်စားတိုက်လေရင်ကို ထပ်ပြီးတော့ပြစ်ချနိုင်ခဲ့ပြန်ပါတယ်။ဒီတကြိမ်အပေါ်စားတိုက်လေရင်ကိုကရင်နီတပ်ပေါင်းစုက0.5နဲ့ပြစ်ချခဲ့တာပါ။အဲ့ဒီမှာထူးခြားတာက လေရင်မောင်းသူကိုပါတော်လှန်ရေးတပ်တွေကဖမ်းဆီးပြီးတော့ IEC ကဥပဒေနဲ့အညီတရားစီရင်နိုင်ခဲ့တာဖြစ်ပါတယ်။ကရင်နီတပ်ပေါင်းစုက9လအတွင်းမှာစစ်တပ်ရဲ့အပေါ်စားတိုက်လေရင်နှစ်စီးကိုပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့2024 January 29ရက်နေ့မှာမြဝတီမြို့နယ်တင်ကန်းညင်တောင်မှာ KNLA နဲ့ PDF ပူးပေါင်းတဲ့ Cobra Column ကစစ်တပ်တည်ရင်မှုအပဝင်အရာရှိတွေပါတဲ့ Eurocopter AS 365 Dolphin ကိုပြစ်ချနိုင်ခဲ့ပါတယ်။0.5အပဝင်လက်နက်မျိုးစုံနဲ့ပြစ်ချခဲ့တာဖြစ်ပါတယ်။2024မေလ26ရက်နေ့မှာလဲကရင်နီပြည်ဖားဆောင်မြို့နယ်မှာကရင်နီတပ်ပေါင်းစုက MI 17တဲယူပို့ဆောင်ရေးရဟယင်ကိုပြစ်ချနိုင်ခဲ့ပြန်ပါတယ်။အဲ့ဒီရဟယင်ကဘော်လခဲမြို့နယ်မှာပြတ်ကျခဲ့တာဖြစ်ပါတယ်။ အခုဒီစီးရင်ထဲမှာအရခတတ်တော်ကရခိုင်ပြည်နယ်တိုက်ပွဲအတွင်းစစ်တပ်ရဟရင်ကိုပြစ်ချပြီးအောင်ပွဲခံခဲ့ပေမဲ့တိုက်ခိုက်မှုသတင်းမထုတ်တာကြောင့်မပါဝင်သလိုချင်းပြည်နယ်မှာချင်းတော်လှန်ရေးတပ်တွေကဟာခမြို့မှာရိတ်ခါလာပို့တဲ့ရဟရင်ကို drone နဲ့တိုက်တာမှာမိခိုတန်လန်းနဲ့ထွက်ပြေးတဲ့ရဟရင်မပါဝင်သေးပါဘူးဒါ့အပြင်တော်လှန်ရေးအဖွဲ့တွေကသတင်းမထုတ်ပြန်လို့မပါသေးတဲ့ဖြစ်ရပ်တွေလည်းကြံနေနိုင်ပါသေးတယ်စစ်ကောင်စီကိုတရုတ်နဲ့ရုရှားကကူညီပေးတာတွေကြောင့် စစ်တပ်မှရဟယင်တိုက်လျင်အစည်းရေ200ကျော်နဲ့လေကြောင်းအားသာချက်ရှိနေတဲ့အချိန်မှာတော်လှန်ရေးဖွဲ့တွေကိုဗဲနိုင်ငံကားမှလေရင်ပြည့်အတွက်မကူညီပေမဲ့လည်းစစ်တပ်လေကြောင်းကိုအခုလိုပြစ်ချနိုင်တာကတော်လှန်ရေးအတွက်တော့ကောင်းမွန်တဲ့တိုးတက်မှုလို့စစ်ရေးလေလာသူတွေကပြောပါတယ်။ပြီးတော့စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းသူ့ဘာသာမတော်တဆဖြစ်ပြီးပြက်ကျတဲ့လေရင်ရဟယင်ပေါင်းကလည်းရှစ်စည်းရှိပါသေးတယ်။ဒါပေမဲ့အခုလောက်ပြစ်ချနိုင်တာပြက်ကျတာတွေဖြစ်ပေမဲ့လည်းစစ်တပ်ရဲ့လေကြောင်းအင်အားကိုတော့ တိတိတတမလျော့နေစီသေးဘူးလို့စစ်ရေးလေလာသူတွေကဆိုပါတယ်စစ်ကောင်စီတပ်မှလေရင်အစီးရေ200ကျော်ရှိပြီးတော့လေတပ်စခန်း၈ခုမှာတိုက်လေရင်ရဟရင်တွေအများတိုက်ခိုက်နိုင်ဖို့ဖြန့်ခွဲချထားတယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ပုံမှန်လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အခါရုရှားထုတ် Yak 130 K8 နဲ့တရုတ်ထုတ် FDC 2000G လို့အပေါ်စားတိုက်ခိုက်ရေးလေရင်တွေကိုအဓိကအသုံးပြုပါတယ် ီးတော့ဒီဘက်နှစ်ပိုင်းတွင်မှာ112လို့တည်ယူပို့ဆောင်ရေးလေယာဉ်ကိုဘုံကျဲလေယာဉ်ဖြစ်အသွင်ပြောင်းပြီးတော့လဲအသုံးပြုပါသေးတယ်။ရုရှားထုတ် SU-30 နဲ့ MiG-29 လို့ခင်မီတိုက်လေယာဉ်တွေကိုတော့အရေးကြီးစစ်ရေးပြင်းထန်တဲ့စစ်ဆင်ရေးတွေမှာပဲအသုံးပြုတာများတယ်လို့ MDSI ကသုံးသပ်ပါတယ်။လေကြောင်းအားသာတယ်ဆိုပြီးစစ်တပ်ကနိုင်ငံတော်နေစဉ်ဘုံပတ်ကျဲပေမဲ့လေကြောင်းကဘုံကျဲစရိတ်ကလည်းအင်မတန်များပါတယ်။ဘုံများများကျဲလေလေစစ်တပ်ပတ်စံများများကုန်းလေးလေးအချင်းလေးပါ ဒါပေမဲ့စစ်တပ်ကလေရင်ပုံးတွေကိုကပ္ပစာ၃နဲ့ကပ္ပစာ21တို့ကနေအများဆုံးထုတ်လုပ်နေပါတယ်။ဒါကြောင့်တော်လှန်ရေးဖွဲ့တွေအနေနဲ့အဲဒီကပ္ပစာစက်ရုံတွေကိုတိုက်ခိုက်နိုင်ရင်စစ်တပ်လေချောင်းတိုက်ခိုက်မှုတွေအပေါ်အများကြီးအကအကွယ်ဖြစ်စေမယ်လို့စစ်ရေးလေလာသူတွေကသုံးသပ်ကြပါတယ်။ပြီးတော့စစ်ကောင်စီရဲ့လေရင်ကွင်းတွေကိုတိုက်ခိုက်ဖြစ်စီးတာစစ်တပ်ကိုကူညီနေတဲ့တရုတ်အစိုးရကိုတံပြန်ဆန့်ကျင်ဖိအားပေးတာတွေလုပ်ရင်လေစစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွေအပေါ်ဖိအားပေးနိုင်လိမ့်မယ်လို့ ကချင်းစစ်ရေးလေးလာသူတို့ကအကြံပြုထားပါတယ် KRA နဲ့ပူးပေါင်းတပ်တွေကဗမော်ကိုစစ်ကိုလာပို့တဲ့ရဟယင်တွေကိုပစ်ချပြီးတဲ့နောက်မှာတော့6လကျော်လာပြီဖြစ်တဲ့ဗမော်မြို့တိုင်တိုက်ပွဲကပိုစိတ်ဝင်စားစရာကောင်းလာပြီဖြစ်ပါတယ်ဘာလို့လဲဆိုတော့စစ်တပ်ကကုန်းချောင်းရေချောင်းကနေစစ်ကိုပို့လို့မရတော့ပဲလေချောင်းကနေပဲစစ်ကိုပို့နေတဲ့အချိန်မှာအခုတော့လေချောင်းကပါအထိနာသွားလို့ဖြစ်ပါတယ်ဗမော်ကတော့ KRA တပ်ပေါင်းစုတွေမရရအောင်တိမ့်မှာပါ တိတ်တော့မကြလောက်ဘူးထင်တယ်လို့ကချင်းစစ်ရေးသတင်းရှင်းမြစ်တအူးကလည်းပြောကြလိုက်ပါရရှင်။ People's Spring ကပတ်စင်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရရှင်။